မင်္ဂလာပါမန္တလေးဆေးရုံမှာကြိုဆိုပါရစေညီမကဒီနေ့မှာဆိုရင်တော့မန္တလေးဆေးရုံရဲ့အဟာရဆိုင်ရာဆရာဝန်နဲ့အင်တာဗျူးဆက်ရှင်လေးပြုလုပ်သွားမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ကြည့်လိုက်ရအောင်နော်โอเคပါဒါကတော့ညီမတို့မန္တလေးဆေးရုံရဲ့အဟာရဆိုင်ရာဆရာဝန်ပဲဖြစ်ပါရဲ့ရှင် အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အာဟာရဆိုင်ရာဆရာဝန်ဒေါက်တာစွန်သီရီပဲဖြစ်ပါတယ်ဒီနေ့အားလုံးကိုမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့မေ28ရက်နေ့မှာကြာရောက်မဲ့ Born Nutrition Day အမှတ်တရအနေနဲ့အားလုံးကျန်းမာရေးခန္ဓာကိုယ်ပိုင်ဆိုင်အောင်လို့အတွက်ဘလို့အာဟာရရှိအောင်စုံလင်စွာနဲ့စားတောက်ရမလဲဆိုတဲ့အကြောင်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကဲပါမညီမတို့ခန္ဓာကိုယ်အနေနဲ့ပိန်နေလားဝနေလားကျန်းမာရေးခန္ဓာကိုယ်ဖြစ်နေလားဆိုတာကိုအာအရက်နဲ့ဝိုင်းနေတည်ုံနေပေါ့နော်လုံလောက်ပြီလားရှင်းရမှာဟုတ် ဟုတ်ကဲ့ပါညီမလေးအဲလူတယောက်ကပေါ့နော်ကျမရဲခန္ဓာကိုဖြစ်နေလားမဖြစ်ဘူးလားပိန်နေလားဝနေလားဆိုတာကိုမမတို့သိရဖို့အတွက်ကတော့အရက်ရဲ့ဝိရဲ့တည်ယုံနေတော့မလုံလောက်နိုင်ဘူးပေါ့နော်ဒါပေမဲ့မမတို့ကအရက်နဲ့ဝိနဲ့တည်ယုံနေပါတည်နိုင်လေဆိုတော့ BMI လို့ခေါ်ရဲ Body Mass Index ပေါ့နော်ကိုယ်လေးချိန်ညှုံးကိန်းကိုမမတို့တည်နိုင်တယ်ဒါကတော့ normal ဆိုရင်တော့ကျမရဲ့နဲ့ပို့ပြီးတော့နီးစက်တယ်လို့ပြောလို့ရတယ်ပေါ့ဒါပေမဲ့တိကျကျတည်ဖို့ဆိုရင်တော့မမတို့က body composition ပေါ့ကိုယ်မှာခန္ဓာကိုယ်မှာအစီအရာကိုင်းလုံးဘလောက်အသားရကိုင်းလုံးဘလောက်ပေါ့နော်ဒါမျိုးတွေကိုတိုင်းဖို့အတွက်ကတော့ BI လို့ခေါ်တဲ့ method နဲ့တိုင်းပြည်ရေဆိုရင်တော့လူတယောက်တော့ကပို့ပြီးတော့ကျန်းမာရေးခန္ဓာကိုပိုင်ဆိုင်နိုင်လားမပိုင်ဆိုင်နိုင်ဘူးလားဆိုတာကိုသိရှိရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအမအဲ့ဒါဆိုရင်ပေါ့နော်ဒီလိုကျန်းမာရေးခန္ဓာကိုပိုင်ဆိုင်မှုအတွက်ဘယ်လိုမျိုးတွေစတဲ့နေထိုင်တင်လဲအမဟုတ် ဟုတ်ကဲ့ပါအဲကျမရဲ့ခန္ဓာကိုယ်ပိုင်ဆိုင်မှုအတွက်ဆိုရင်ပေါ့နော်အဲစားတောက်ရမယ့်စားတောက်နေထိုင်မှုပုံစံတွေကတော့အလုံးမဲ့ခုသိရှိပြီးသားပဲဖြစ်မှာပါအဲအာဟာရအုပ်စုအကုန်လုံးကိုစုံစုံလင်လင်ပအောင် စားရမယ်ပေါ့နော်အဓိကတော့မြန်မာနိုင်ငံကဆန်ကိုအထူးပြုပြီးတော့ပေါ့နော်ထမင်းကိုအသေးချာစားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဆန်ချုံပြောင်းအုပ်စုတွေကတော့ပါရမယ်ပေါ့နော်မင်းဆာနီးလေစာညစာအချိန်တိုင်းမှာအဲဆန်ချုံပြောင်းရတဲ့စားတောက်အောက်ကိုအာဟာရထဲမှာပအောင်စားပြီးနိုင်ရပါတယ်နောက်တစ်ခုကတော့အသားထက်အုပ်စုပေါ့နော်အသားထက်ရစီရဲ့စားတောက်တွေဖြစ် တဲ့အသားငါးပေါ့ပဲရူဥရူထွက်ပစ္စည်းရတာမျိုးတွေလည်းစားပီးရဆိုရင်ခန္ဓာကိုယ်ကအသားဓာတ်ကိုလုံလုံလောက်လောက်ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ဟင်းသီးဟင်းရွက်ပေါ့နော်ကိုယ့်ရဲ့နေ့စဉ်စားတဲ့စားတောက်တွေထဲမှာဆိုလေဟင်းသီးဟင်းရွက်အုပ်စုတွေကိုပါဝင်အောင်စားပီးရမှာပဲဖြစ်ပါတယ်။နောက်ထပ်အုပ်စုကတော့မာရူသီးနှံပေါ့နော်အသီးနှံကလည်းနေ့စဉ်ထဲမှာကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်မှုအတွက်ဆိုရင်ပအောင်လို့စားပီးရမယ်ပေါ့နော်ဒါပေမဲ့အသီးနှံကိုတော့လုံလုံချွတ်ချွတ်မစားသင့်ပါဘူး။သူ့လိုအပ်တဲ့ပမာဏပဲစားပီးရမယ်ပေါ့နော်။နောက်တစ်ခုကတော့ရေဓာတ်ပေါ့ရေဓာတ်ကိုလည်းလုံလုံလောက်လောက် ားဖို့ရအောင်လို့ဒီနေ့ကိုတေချာလေးတောက်သုံးပေးသင့်ပါတယ်အဲဒါကတော့လိုင်းနာရမယ့်ချက်တွေပေါ့နောက်တစ်ခုကတော့နေ့စဉ်လေ့ကျင့်ခန်းလုပ်ပြီးတော့လည်းအဲလုပ်ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျန်းမာရေးခဏကိုပိုင်ဆိုင်မှုအတွက်ကလေ့ကျင့်ခန်းမပါလို့ရလည်းမရဘူးပေါ့ဒါကလိုင်းနာရမယ့်ချက်တွေပါနောက်တစ်ခုကတော့ရှောင်ရှားရမယ့်ချက်တွေပေါ့ရှောင်ရှားမှာတွေကတော့အဲနေ့စဉ်မှာလှုပ်ရှားမှုလေးလောက်တာမျိုးကိုလည်းလုပ်ရမယ်အဲညင်ငင်ထိုင်နေတာမျိုးတွေမလုပ်ရဘူးပေါ့နောက်တစ်ခုကတော့ fast food တွေဖြစ်တဲ့ပေါ့နော် ready made စားတောက်တွေကိုလည်းတက်နိုင်သလောက်ရှောင်ပေးရမယ်နောက်ပြီးတော့စီးလေးတောက်တာမျိုးတွေလည်းရှောင်ရှားရမ ယ်နောက်တစ်ခုကတော့အရက်အလွန်ကျွန်းတောက်ခြင်းပေါ့ဒါမျိုးတွေကိုလည်းရှောင်ရှားပေးရပါမယ်ဒါဆိုရင်တော့ကျန်းမာရေးခန္ဓာကိုယ်ကိုပန်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအမညီမတို့ပေါ့နော်ဒီနေ့ခင်ပါဆိုလို့ရှိရင် Facebook တွေဖြစ်တယ်ပေါ့ဒီလိုခောက်ဆွဲတွေလိုအတင်စားစားစားတွေကလည်းပေါ်နေရဆိုတော့ပေါ့အမဆန္ဒကပြောတဲ့လိုမျိုးပေါ့နော်ဒီ balance diet ရစားဖို့ကြတော့လွဲပါမလားအမဟုတ် ဟောခုခေတ်ကပေါ့နော်ဒီအတင်စားစားတောက်တရားရန်ကိုလွယ်ကူနေရပေါ့နော်ကိုရှင်မလွယ်လွယ်ကူရောက်နေရဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီ heavy balance တွေကိုစားဖို့အတွက်ကအဆင်ပြေနိုင်မှာမလားဆိုရင်တော့တကယ်တော့အရင်ရောမလွယ်ကူဘူးပေါ့နော်ဒါပေမဲ့ဒီ habit တွေဒီလေ့ကျင့်တွေကကိုကိုယ်တိုင်တိစောက်ထားတာပေါ့ဘာလို့လဲဆိုတော့အမြဲတမ်းအတွက်ကိုရှင်မဒီလိုမျိုး ready made စားတောက်တွေကိုလွယ်လွယ်ကူကူနဲ့စားလိုက်တာလေကိုကိုယ်တိုင်ပဲပေါ့အဲ့တော့ကြတော့တကယ်ကျမ်းမာတဲ့တဘာဝနဲ့နီးစက်တဲ့စားတောက်တွေကိုစားဖို့ကလည်းကိုကိုယ်တိုင်ပြန်ပြီးလေ့ကျင့်လို့ရတယ်ပေါ့ဘာလို့လဲဆိုတော့ဒီလေ့ကျင့်တွေကမွေးကလေးကဘယ်သူမှပါလာတာမဟုတ်ဘူးပေါ့နော် ော့တော့ကြတော့အမြဲတမ်းအတွက်ကတော့လေ့ကျင့်လေးယူဖြည်းဖြည်းချင်းတိစောက်ပေါ့အဲတထိုင်နဲ့အများကြီးတော့မရနိုင်ဘူးပေါ့နော်ခုနရှိမှစားတော့ရမယ့်ဟာတွေကိုရွေးချယ်ပြီးတော့စားတော့သိနေလို့ပဲရှောင်ရှားရမယ့်ဟာလေးကိုလည်းဖြည်းဖြည်းချင်းရှောင်ရှားသွားလိုက်နိုင်နေဆိုရင်တော့အဲဒီလိုမျိုးကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်မှုအတွက်ကိုတဘာဝနဲ့နှိစက်တဲ့စားတော့တွေကိုရွေးချယ်ပြီးတော့စားတော့မှုဆိုတာမလွယ်ကူတလို့လုံးနဲ့လွယ်ကူနိုင်မှာပဲဖြစ်ပါတယ် အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့သူရဲ့အနေနဲ့လဲ World Nutrition အထိမ်းအမှတ်အဖြစ်အမျှဝေပေးလိုက်တဲ့ဟာရဆိုင်ရာ tip လေးတွေကိုလိုက်နာကျင့်သုံးဖို့အတွက်တိုက်တွန်းလို့ဆောင်လိုက်ပါတယ်။